ီနေ့တော့ကျွန်တော်တို့စီကို Oppo ကနေပြီးတော့ဖုန်းသစ်နောက်တစ်လုံးထပ်ပို့ထားတယ်။အာပို့ထားတာတော့အမှန်တမ်းပြောရရင်တော့ကြာပြီပေါ့နော်ဒီကြားထဲမှာအာကိစ္စလေးလည်းနည်းနည်းများသွားတာနဲ့ရောနော်တကြံလေးပါးခံသွားတာနဲ့ရောဆိုတော့ဒီနေ့မှဒီကောင်လေးကိုစပြီးတော့ပကင်းစဖောက်ဖြစ်မှာဆိုတော့နှစ်သစ်မှာဖုန်းသစ်လေးကို unboxing လုပ်ကြည့်ရမယ်။ Okay TVS ဆက်နေကြည့်ဆိုပါတယ်။ဒီကောင်ကအာ budget phone ပေါ့နော် Oppo က budget phone ဆိုတော့သူရဲ့ ဘူးမှာတော့ဘာမှတိတ်ပြီးတော့ထူးထူးရှားရှားရှိမှာမဟုတ်ဘူးဘူးမှာ Oppo A5 Pro ဆိုပြီးတော့ model number ရေးထားတယ်အဘေးကိုကြည့်လိုက်မယ်ဆိုလို့ရှိရင် IP69 water and dust resistance ဆိုတဲ့စာလေးရဲ့ military grade shock resistance ဆိုတာရဲ့ AI link boost နဲ့ငါတို့ရှိရ MH battery ခက်ကြီးကြီးပါလာပြီးတော့ SuperVOOC 45W အမြန်အသွင်းစနစ်ပါလာရရေကိုတခြား highlight လုပ်ပေးထားတယ်။ကြည့်ရတာဒီဖုန်းကအကျန်းခံမယ်ပေါ့နော်အဲ battery ခံမယ်ပေါ့အဲတို့ကဒါမျိုးကို highlight လုပ်ချင်မှုမဟုတ်တယ် ဒါကျွန်တော်အခုဖောက်ပေးမယ့်အကောင်လေးက RAM 8GB Storage 256GB version Olive Green ဆိုတဲ့အကြောင်း။အပြင်သူက Mocha Brown ဆိုတဲ့အကြောင်းလည်းရှိသေးတယ်။ Okay ဆိုတော့ဖုန်းကိုစဖောက်ကြည့်မယ်။ဖုန်းလေးကိုကျွန်တော်တို့ခဏဖယ်ထားလိုက်မယ်။ဘူးထဲမှာဘာတွေပါသေးလဲထည့်ကြည့်လိုက်။ဆိုတော့အခုမြင်ရတဲ့အတိုင်းပဲအသွင်ကြိုးရောအသွင်ခေါင်းရောတခါလေးပါပြီးသား45 watt super vux ဆိုပြီးတော့ရေးထားတယ်။ကျိုးကတော့ type A to C ကျိုးပဲပေါ့နော်ဖုန်းကာပါပါလာကိုတစ်ချက်ကြည့်လိုက်တဲ့အခါမှာပါတယ်ဗျ ကာဗာမှာ texture လေးတွေနဲ့ silicone cover အကြည့်အပြော့သားလေးပဲ quality လေးကတော့မဆိုးလာပါဘူးသူညံ့တဲ့ထင်မှတော့မပါဘူးပေါ့နော်ဇဖုန်လေးကိုကျွန်တော်တို့နောက်ဆုံးမှတစ်ချက်ကြည့်ကြည့်လိုက်မယ်ဆိုရင်တော့ဖြင့်ဒီကောင်ကသူ့ဘူးမှာရေးထားတဲ့ပုံစံအရာသူ့ရဲ့ durability က rugged phone နေနဲ့တော့မှခက်ဆင်ဆင်ဖြစ်နေပြီသိရမလားဒါပေမဲ့ဒီကောင်ကဒီဇိုင်းကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်အဲ့လိုမျိုးအမားခံမယ်အကြမ်းခံမယ်လို့မထင်ရဘူးပေါ့သူ့ရဲ့အစိမ်းအောင်လေးကတော့ငိမ့်ငိမ့်လေးနဲ့ကြည့်ရတာမျက်စိအေးတယ်ရွှင်ရင်အေးတယ်ပေါ့ ။ Oppo ရဲ့အယောင်ရွေးတဲ့အပိုင်းကိုကတော့အာပြောမယ်ဆိုသဘောကျတယ်။ Camera bump ကဒီနှစ်ဒီဘယ်လိုခေါ်မလဲအဲဒီ Reno series လေးအဲ့အဲ့မှလိုမျိုး bump ပပလေးကိုမှ body ကနေပြီးတော့ရွေးရွာလေးမို့ပြီးတော့ဖောင်းတက်နေတဲ့ပုံစံလေးအဲအဲ့အဲ့ကောင်လေးကသဘောကျတယ်။အဲ့ကင်မရာနှလုံးနဲ့ flash light နဲ့ကိုသူကရွှေရောင် ring လေးတွေတက်ပေးထားတာလေးကလေ တော်လေးရှင်းတယ်မလိုတာတွေထည့်ထားပြီးတော့ဟိုမျက်စိနောက်စရာတွေဘာမှမပါနေဘူးပေါ့နော်ကင်မရာကတော့ specification အရမှာ50 megapixel main camera ရဲ့2 megapixel depth sensor ရဲ့ပါတယ် selfie camera ကတော့8 megapixel ပါတယ်အာ ultra wide တွေပါညာတော့မပါဘူးအာ budget phone so bigger frame ကတော့ oppo ရဲ့နောက်ပိုင်း phone တွေမှာတုံးနေကြပုံစံတိုင်းပဲသူက flip ပဲလက်ထဲမှာကန်ရတာအဆင်ပြေအောင်လို့သူကဒေါင်လေးတွေကိုတော့မတိမတားလေးခုံပေးထားတယ်အကန်ကြည့်လိုက်တော့မှတော့လက်ထဲမှာ ကျန်းရှာရှာဖြစ်မနေတော့ဘူး smooth ဖြစ်တယ် back cover ကိုလည်း तू อ่ะ eco leather ကိုသုံးပေးထားတယ် eco leather ကတော့ကင်လို့ပိုကောင်းတယ်ဗျ mocha brown မှာကျတော့ तू ရိုးရိုး plastic ဖြစ်သွားမယ်ပုံမာမယ်အကျန်းခံမယ်ဆိုတဲ့ဘက်ကမျိုးပိုသွားတယ်ပေါ့နော်အရှိဘက်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင် display က bezel တွေကကျတော့အာထူလိုက်မယ်ပေါ့နော်ချင်းလဲကြီးတယ် budget phone ဆိုတာကတော့ပြီးတော့တိတာသွားတာပေါ့ညင်းမိအောင်ဖြစ်သွားတာပေါ့ power button နေ volume button နေကလည်းနှိပ်ရတာ အဆင်ပြေတယ်မမလုံးမပြော့လုံးဘတ်တန်နေထားတဲ့နေရာကလည်းလက်ကြီးတဲ့သူအတွက်ရောလက်သေးတဲ့သူအတွက်ရောအဆင်ပြေမယ်အလယ်နားလောက်လေးပဲရှိကြပါဘောနော်တချို့ဖုန်းတွေဟိုးအပေါ်ဘက်ကတ်ထားတာကိုကျွန်တော်ဖြစ်နားမလည်နိုင်ပါဘူး Pentagon thickness က7.8 mm ဆိုတော့အရန်အထူကြီးမဟုတ်ဘူးအလေးချိန်ကလည်း194 gram ဆိုတော့ပုံမှန်လောက်ပဲပြီးတော့ stereo speaker လည်းထည့်ပေးထားတယ်ဒီကောင်မအဲ့ဒါလေးလည်းအဆင်ပြေတယ် durability ဘိုင်းမှာဘလောက်မာလဲကိုသိရအောင်ကျွန်တော်တို့ကို oppo ကနေပြီးတော့စမ်းပြခွင့်ပေးထားတယ်ဒီကောင်က IP69 dust and water resistant တွေရတယ် IP69 ဆိုတဲ့ rating အရာကတော့ तू က1.5 meter အနက်မှာမိနစ်30ထိစိန်လို့ရတယ် high pressure water jet နဲ့ထိုးတာလောက်ထိကိုဒီကောင်ကောင်းကောင်းခံနိုင်တဲ့အပြင်ဖုန်နေသေးတွေဝင်မှလည်းစိတ်ပူစရာမလိုပြီးတော့ဒီကောင်ကတာမန်ချီတဲ့ကြာတာလောက်ကို ဒါမှစကားလည်းတိတ်ထဲမပြောဘူးပေါ့နော်အပူချိန်18 degree celsius လောက်ရှိတဲ့ရေနွေးပူတွေကိုမတော်တဆပြုတ်ကျသွားတဲ့အခြေအနေမျိုးမှာတော့ခံနိုင်ရင်ရှိတယ်လို့ပြောတယ်။သူတို့ပြောတာတကယ်ဟုတ်မဟုတ်ကိုကျွန်တော်တကယ်စမ်းပြကြည့်မယ်။ဘယ်သူမှတော့ဖုန်းကိုတမင်တော့ရေနွေးပူတွေပြင်မချတော့ဘူးထင်တာပဲ။ဖြစ်နိုင်ရေတခုတော့ရှိတယ်။ဥပမာကဟော့ပော့ဆိုင်မှာဟော့ပော့စားနေတယ်။အဲဟော့ပော့ဟိုလေအိုးလေးပွန့်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 အဲ့ဒါကိုကအပေါ်နေပြီးတော့ over the top shortly ရိုက်ရှင်နေရိုက်နေတော့ဘလော့ဆိုပြုတ်ကျသွားတယ်။အဲ အဲ့လိုမျိုးကတော့ဖြစ်နိုင်ခြေရှိတယ်ပေါ့နော်ဆိုတော့စမ်းကြည့်လိုက်ဆိုတော့မြင်ရတဲ့အတိုင်းပဲပေါ့နော်တာမန်ရေဆိုတာလောက်ကတော့အပြော့ပဲရှင်နွေးပူရင်ပဲခံနိုင်တာလားဆိုတော့လည်းမဟုတ်ဘူးအိမ်မှာကလေးတွေရှိတယ်ပေါ့နော်မြောင်လောင်းလေးတွေရှိတယ်ဒီကောင်လေးတွေကလူကြီးတွေဖုန်းအသွင်းထားတာကိုယူကမြင်ပြီးတော့နော်ဖုန်းပူသွားလို့ရေကတက်တာတွေကိုတော့ထည့်လိုက်မိတာလို့ပါတော့သိရမလားရေကတက်တာတွေကိုဖုန်းမထည့်အောင်နော်အဲ့ဒါအဲ့ဒါအဲ့ဒါကိုကြိုပြောပြတယ်အဲ့လိုထည့်လိုက်မိတယ်ဆိုရင်လည်းဒီကောင်မှခံနိုင်တယ်ဒါပေမဲ့အာတိုင်းတာတစ်ခုတော့ရှိမှာပေါ့နော် လိုက်တော့မလုံနဲ့နော်ကျွန်တော်တို့ကနည်းနည်း extreme ဖြစ်တဲ့ test တွေစမ်းလို့ရတယ်လို့ပြောလို့ကျွန်တော်တို့စမ်းပြထားတာဆိုတော့နည်းနည်းပိုပြီး extreme ဖြစ်သွားအောင်ဖုန်းကိုရေခဲထဲမှာခဲထားကြည့်မယ်ရေခဲထားတဲ့အချိန်မှာ ice block ထဲမှာဖုန်းကဆက်ပြီးတော့အလုံးလုံးနေသေးလားသိအောင်လို့ဖုန်းဆန်းခေါ်ကြည့်မယ် ပြုတ်ကျတာဘာညာအတွက်ကလည်းဒီကောင်အကြမ်းခံတယ် military great shock resistance ဘာညာပါတယ်ပြုတ်ကျတဲ့အချိန်မျိုးမှာဒီမာသာဘုတ်လိုမျိုးပေါ့နော်အရေးကြီးတဲ့အစိတ်အပိုင်းတွေကိုမထိခိုက်အောင်လို့သူက high strength aluminum နဲ့ကာပေးထားမယ်ရှေ့ဘက်မှန်ကိုလည်း gorilla glass 7i သုံးပေးထားတယ်ဒါပေမဲ့ drop desk ကတော့ကျွန်တော်တို့မဆမ်းပြတော့ဘူးလीနော်ဆမ်းပြထားတယ်လည်းနည်းနည်းများနေပြီဟုတ်တယ်မလားဆိုတော့မြင်ရတဲ့အတိုင်းပဲဒီဖုန်းကသူ့ဈေးမှာ IP69 water resistance ရမယ်ပူလို့အေးလို့နဲ့ condition တွေမှာခံနိုင်ရည်ရှိတယ် durability ကောင်းတယ် ဒါပေမဲ့ဒါမျိုး extreme test တွေအပြင်ကိုเนาะဖုန်းကိုဖုန်းလိုပဲတုံးကြည့်မယ်ဆိုရင်ရော Oppo A5 Pro ကဘယ်လိုရှိမလဲကျွန်တော်လည်းမသိဘူးအခုက mouse နဲ့ first impression ပဲရှိသေးတယ်ပေါ့เนาะဆိုတော့ကျွန်တော်တို့အများကြီးမစမ်းရသေးဘူးအများကြီးပြောလို့မရသေးဘူးအာသေချာလေးစမ်းကြည့်ပြီးတော့မှဘယ်လိုအခြေအနေရှိလဲဆိုတာကိုပြန်ပြောမယ်ဘယ်လောက်ထိမှာလဲအကျန်းခံလဲရတော့ဒီလောက်ဆိုရင်ပြီးသွားတော့ပြီးထင်ပါတယ်ဒါပေမဲ့တခြားနေရာတွေမှာတုံးရတာဘယ်လိုနေမလဲဆိုတော့ โอเคเนเน่လေးတော့ကျွန်တော်တည်ထားတဲ့အပိုင်းကြီးတွေရှိတယ်ဗျာ intro လေးနည်းနည်းဝင်ပေးမယ်เนาะဒီကောက်မှာ Gemini ပါမယ် Renault တနည်းမှာပါတဲ့ AI feature တွေအကုန်ပါမယ်အဲ့ဒီနှစ်ခုတော့တည်ကြတယ်โอเคကျန်တဲ့အပိုင်းတွေကိုနောက်ဗီဒီယိုမှာတေချာဆန်းပြပေးမယ်ဆိုတော့ခင်ဗျားတို့ရောဒီဖုန်းနဲ့ပတ်သက်ပြီးတော့ဘာတွေသိချင်တာရှိလဲဘာတွေဆန်းပြရမလဲအောက်က comment box မှာဝင်ပြောခဲ့လိုက်โอเคနောက်နေ့မှတွေ့တော့